ပကိုးတိုင်ဦးနဲ့လှဲကူးမြို့နယ်ကဖရဲသီးဆိုင်တောင်သူတွေဟာဒီနှစ်မှာရာသီဥတုမှန်မှန်တဲ့အတွက်စိုက်ခင်းတွေပြက်ပြီးရောင်းအားကျဆင်းခဲ့ပါတယ် RFA သတင်းတော်ကိုကျော်စောဝင်းကတင်ပြထားပါရှင်ရန်ကုန်တိုင်းဒေသကြီးလှဲကူးနဲ့ပဲခူးတိုင်းဒေသကြီးဒိုင်ဦးပဲခူးတဝိုက်ဟာဖျဲဆိုင်တဲ့လုပ်ငန်းတွေနာမည်ကြီးသလိုနှစ်ဆင်မူဆယ်ဘက်ကိုတင်ဖို့ရောင်းချကြပါတယ်ဒီနှစ်မှာမူဆယ်ဘက်ကဝယ်လိုအားကျဆင်းသွားတယ်လို့ပြောပါတယ်အဝယ်နဲတာက ထွက်တဲ့ဖရဲသည်စံချိန်မမီလို့ဖြစ်တာများကြောင်းသိရပါဗျ။ရှုပ်ပေါ်တဲ့သရအခုလိုမျိုးပေါ့အဲ့ဒီရာသီလို့ဖောက်တဲ့ခါကျတော့ဒီတစ်ပင်က၅ပင်ဆိုင်တယ်ပေါ့၃ပင်လောက်ကပြည့်စည်သွားရန်နဲ့၂ပင်လောက်ပဲကျန်တဲ့ခါကျတော့ဒီအများနဲ့ပြန်ချုံတဲ့ခါကျတော့အဲ့ကိုကဒီအပင်900ဆိုင်တယ်ဆိုရင်200လောက်ပဲရှာတယ်။ရန်နဲ့300လေးဟင်းဆိုတော့အထုတ်ရများတဲ့ခါကျတော့နစ်နာပါ။ခုနှစ်ကတော့အရှုံးပြားနေ။ ခုလမ်းပြောတော့ ਈ ကကြော်ကြော်ဟောဒါတော့ ਈ ကပဲပေါ့တော့ ਈ ကကြော်ရင်းလိုက်တာ50တသိန်းရင်းလိုက်တာ20တသာလောက်ပဲပြန်တက်မှာခုဒီကောင်3လုံးရှိတယ်ဆိုရင်ဒီ3လုံးကဒီ3လုံးပဲရောင်းလို့ရမယ်လေဒီနှစ်မှာတော့မူဆယ်မြို့မှာဖျက်သီးဈေးကွက်ပြတ်နေတာဖြစ်ပြီးမူဆယ်ကို တင်ဖို့တဲ့ဖျက်တွေဈေးနှိမ်ခံနေရတာဖြစ်ပါတယ်ရတိဦးသူဖြတ်သွားတာပြီးတော့ဟိုအပေါ်ကလည်းအဲ့လိုမျိုးသွားတဲ့ခါကျတော့ ဒီမှာတိတ်မကကြတော့အပေါ်တင်တဲ့ခါကျတော့အပေါ်ကလည်းအဲ့လိုမျိုးပြောတော့ပေါ်ရောက်တော့လေဈေးကတိတ်မကောင်းတော့ဖျဲဆိုင်တောင်သူတွေဟာမြန်မာဖျဲမျိုးစေ့ကိုစိုက်ပျိုးတယ်လို့ယူရီးယားမျိုးစေ့ကိုလည်းစိုက်ပျိုးကြပါတယ်ဒါလာသားမရှိသေးဘူးဒီကောင်ဆိုရင်ဟိုနေ့တော့ပဲ15ရက်သားပေါ့ကျွန်တော်ကမိုးမှဆိုလို့ရှိရင်6လပိုင်းကနေပြီးတော့ကျွန်တော်17လပိုင်းအပြီပေါ့ဒီနှွေမှာနှွေတက်ကပြန်ဆိုင်စပါးတွေပါရိတ်သိမ်းပြီးကွင်းထဲမှာပြန်ဆိုင်လို့ရှိရင်တလပိုင်းကနေပြီးတော့3လပိုင်းပေါ့ ဲ့လောက်ဆက်ရတယ်။သူက3လ3လကြိုင်တော့ရတယ်။တပင်းုံတစ်လုံးရှိတယ်။ဒါကျွန်တော်စိုက်တာတပင်းုံနှလုံးယူမှာ။ဒါယူရီးယားမျိုးတပင်းုံနှလုံးနဲ့ကျွန်တော်စိုက်တာ။နောက်ထပ်သူကနောက်15ရက်အရက်နဲ့ဆိုဝိမုံကူပြီ။ဝိမုံကူပြီလို့ရှိရင်ကျွန်တော်တို့28ရက်ဆိုကျွန်တော်တို့ခုလို့ရပြီ။အရင်နှစ်တွေကဖျက်သီးတစ်လုံးကိုမြန်မာကျပ်ငွေ3000လောက်ထိပေါက်ဈေးရှိပြီးဒီနှစ်မှာထက်ဝက်လောက်ဈေးကျသွားပါတယ်။ဘယ်လန့်ဆိုင်တယ်လာဝိုင်းလို့ဝယ်တာပေါ့ဝယ်ပြီးတော့ပြန်ရမယ် ဆိုင်တာလည်းတအားရှုံးသွားတယ်။ဟုတ်။အခုဒီကြပြန်ကြတော့ကျွန်တော်တို့မဆိုင်တော့ပဲ။ပြန်ဝင်ပြီးတော့ရအောင်။အဲ့တော့တစ်လုံးကျတော့တစ်လုံးတည်းရဖို့ကိုတို့အမြဲတမ်းရှိပြီ။ရှုံးနေလေးဆိုင်တာအမားကတော့မှဆိုတိတ်ရှိစေချင်။ตัวอปีโหอปีဖြစ်တယ်အတီးတန်းနာပါအဲ့ချိန်မှာမိုးကြောင်ရတယ်မိုးကြောင်မိုးတွေပါတော့အဲဒီထက်ထက်လာဆွဲလိုက်ဒီလိုအပင်ပြည့်စည်းတယ်ဘူးဆယ်ပို့တာရှုံးတာဘယ်လောက်လောက်ရှုံးတာဆို30လောက်ရှုံးပါတယ်ကားနစီကို20လောက်ရှုံးနေပေါ်မှာတီးတွေက ရောင်းလို့မရတော့သူတို့ကတံပြက်တွေနဲ့ဖြတ်ကားတာပါဒီတိုင်းကားတစ်စီးကိုဘယ်လောက်ဆိုတာပိတ်ဖြတ်လိုက်တော့အမီးကဟိုမှာရောင်းမဝင်မှမပွင့်တော့ပြည်တွင်းဈေးကွက်မှာလည်းလက်လီဝယ်ယူသူတွေသာများပြီးပြပမှုဆက်ကနေတဆင်တင်သွင်းရောင်းချဖို့ခက်ခဲမယ်ဆိုရင်ဖယဲဆိုင်တောင်သူတွေအားလုံးဒီပါဒီနှစ်အရှုံးပေါ်နိုင်တယ်လို့သိရပါပါတယ်ခင်ဗျာ